ကျွန်မဒီနေ့ပြောပြပေးရှင်တဲ့အကြောင်းအရာလေးကတော့ကျွန်မရဲ့ကလေးတွေကိုကျွန်မအမြဲတမ်းဆုံးမပေးဖြစ်တဲ့အကြောင်းအရာလေးကိုပြောပြပေးရှင်နေ။အဲ့ဒါကဘာလဲဆိုလို့ရှိရင်အသက်ငယ်ငယ်လေးပဲဖြစ်ဖြစ်ကြီးကြီးပဲဖြစ်ဖြစ်ကိုရှောက်မဲ့လမ်းကိုတတ်မှတ်ပြီးပြီဆိုလို့ရှိရင်ဖြည်းဖြည်းနဲ့မှန်မှန်ရှောက်ဖို့လိုတယ်။လှေကားတစ်တေးဆိုလို့ရှိရင်လည်းတစ်ထစ်ပြီးတစ်ထစ်ပုံမှန်လေးတက်သွားဖို့လိုတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ เนาะဖြည်းဖြည်းမှန်မှန်မသွားဘူးလှေကားကိုကြော်တက်ရှင်နေဆိုလို့ရှိရင်ဘာဖြစ်မလဲကျမရဲ့သမီးတွေသွားတွေကိုအများနဲ့မေးတယ်လှေကားတစ်ကြော်တက်ရင်လျှော်လင်းရင်လဲမယ်ပြုတ်ကျရင်ကျကျမယ်ဒူးကွဲရင်ကွဲမယ်နှစ်ဖူးကွဲရင်ကွဲမယ်ဟုတ်တယ်မလားကျမတို့အပေါ်ကိုရောက်ဖို့အတွက်အချိန်တစ်ခုအနေနဲ့ပြန်ပြီးတော့ကြန့်ကြာသွားနိုင်တယ်။အဲဒါကြောင့်ကျမကကျမရဲ့ကလေးတွေကိုအမြဲတမ်းအဲ့လိုလေးစုံပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုခေတ်လူငယ်တွေရာလေးငငယ်လေးနဲ့နော်ဆိုရှယ်မီဒီယာတွေကလည်းအရန်နဲ့ခက်စားလာတဲ့အခါမှာသူတို့က အဲဆိုရှယ်မီဒီယာပေါ်ကနေပြီးတော့တို့တင်လွယ်တက်လွယ်เนาะအတုခိုးလွယ်ပတ်ဝန်းကျင်မှာလည်းအတုခိုးလွယ်တဲ့အရာတွေကအများကြီးဖြစ်နေတယ်အဲ့ဒါကြောင့်ကျွန်မဟာတို့ကိုဒါဟိုတမီးဆိုလို့ရှိရင်16နှစ်အရွယ်ဒါအရွယ်လေးရောက်လာပြီတားဆိုလို့ရှိရင်17နှစ်အရွယ်တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီအဲ့ဒါကြောင့်ကျွန်မအခုတည်းကတို့ကိုနားထဲကိုရိုက်သွင်းထားတယ်စာပေပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်နောက်ဆုံးရည်စားထားတာအစဒီအသက်အရွယ်မှာဒီလိုမျိုးထားရင်ဘလို့ဖြစ်မယ် နော်လှေကားဆိုတာဖြည်းဖြည်းနဲ့မှန်မှန်တက်ရမယ်ကိုကမြင့်မြင့်မာမာစိတ်ကိုထားမှနောက်တစ်ချိန်မှာကိုကမြင့်မြင့်မာမာနေရမှာအခုအချိန်မှာကိုဘာမှမဟုတ်သေးတဲ့အချိန်မှာလမ်းမတွေကိုလိုက်မိလို့ရှင်ရင်မဟုတ်တာတွေကိုအတုခိုးမိလို့ရှင်ရင်မဟုတ်တဲ့စကားတွေကိုနားယောင်မိလို့ရှင်ရင်တို့ရဲ့ဘဝတွေကပုံမှန်လေးသွားနေတာမဟုတ်တော့ဘင်းနဲ့လှေကားတစ်ကိုကြော်တက်တယ်လို့ဖြစ်သွားရင်ဒါတို့အတွက်ကောင်းကျိုးမရှိဘူးပေါ့နော်အဲ့ဒါကြောင့် ကျွန်မအခုခေတ်ကလေးတွေကိုလည်းသိစေခြင်းနဲ့အဲ့ဒီလိုမျိုးမိဘတွေကိုလည်းအဲ့လိုမျိုးလေးဆုံးမစေခြင်းနဲ့အခုကလေးတွေဆိုလို့ရှိရင်ငငယ်လေးနဲ့ဟိုအိမ်တော်နေပြူကြတယ်၁၄၁၅၁၆ဒီလိုအရွယ်လေးမှာအိမ်တော်နေပြူကြတယ်ရီးစားတွေထားကြတယ်အဲ့ဒီတော့ကိုယ့်ရဲ့သားသမီးကိုလည်းတငယ်ချင်းလို့ပေါင်းတင်ဖို့လိုတယ်ကိုယ့်သားသမီးရှီရနေပြီးတော့အကုန်လုံးပြန်တိဖို့အတွက်သူတို့ကိုအရှိန်တစ်ခုပေးပြီးတော့သူတို့ရဲ့ရင်ထဲမှာဖြစ်ပေါ်နေတဲ့ခံစားချက်တွေကိုနားထောင်ပေးဖို့လိုတယ်သူတို့တနေ့တာဖြစ်ပျက်ခဲ့သမျှဘာတွေဖြစ်ပျက်ခဲ့လဲ ဲဆိုတဲ့အကြောင်းတရားတွေကိုကျမတို့ကပြန်လဲမျှဝေပြီးတော့နားထောင်ပေးတတ်ဖို့လိုတယ်။ပြီးရင်အကြံဉာဏ်ကောင်းတွေပေးနိုင်ရမယ်။အဓိကကတော့ကျမတို့ရဲ့ခလေးလေးတွေငငယ်ရွယ်ရွယ်မှာလမ်းကြောင်းတွေမတိမ်းဆောင်းွားပဲနဲ့သူတို့ရှောက်ချင်တဲ့လမ်းလေးကိုဖြောင်းဖြောင်းတန်းတန်းရှောက်လမ်းနိုင်အောင်ကျမတို့ကဘေးနားကနေပြီးတော့အထောက်အပံ့ပေးရမှာဖြစ်တယ်။အဲ့ဒီတော့ကိုက ောက်ပံ့ပေးမဲ့သူကိုကလမ်းညွန်ပြသပေးမဲ့သူကဘာမှမသိနေဘူးဘာမှမတတ်နေဘူးကလေးတွေကိုလမ်းကြောင်းမဖောက်ပေးနိုင်ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲအဲ့ဒါကြောင့်ကလေးတွေကိုလမ်းပြပေးမဲ့သူကအရန်အရေးကြီးတယ်အဲ့ဒီလူကကိုယ့်ထဲမှာပြည့်နေအောင်ဖြည့်ထားဖို့လိုတယ်ကိုယ့်ရဲ့ကလေးကိုလမ်းပြပေးချင်တာလားနှစ်သိမ့်ပေးချင်တာလားနော် ွန်အားဖြစ်စေမဲ့စကားတွေကိုပြောကြင်တာလားအသိပညာဗဟုသုတတွေတိုးဝါးစေကြင်တာလားအဲ့ဒီအတွက်ကိုကလည်းထိုက်တင်တဲ့ပညာရက်တွေကိုလေ့လာထားဖို့လိုတယ်ခလေးတွေအကြောင်းကိုသိကြည့်ရင်ခလေးတွေနဲ့ပေါင်းဖို့လည်းလိုတယ်အဲ့ဒါကြောင့်မိဘတွေအနေနဲ့လည်းကိုယ်ကလေးတွေလမ်းမမရောက်အောင်ဆိုရှယ်မီဒီယာတွေဆိုလို့ရှိရင်လည်းမှန်မှန်ကန်ကန်နဲ့အသုံးချတတ်အောင်လမ်းညွန်ပြသမှုတွေပေးနိုင်တဲ့သူတွေဖြစ်ဖို့အတွက်စူးစမ်းဖို့အရန်အရေးကြီးပါတယ်ရှင်။ ကျေးဇူးအများကြီးတင်ပါတယ်။